မင်္ဂလာပါရှင်ခေတ္တတယ်လီဗေးရှင်းကနေသတင်းတွေကိုတင်ဆက်ပေးပါမယ်မဒီယာမျိုးနယ်ရှိကျင်းရွာတွေကိုစစ်တပ်ကလေရင်လက်နက်ကြီးတွေနဲ့ပုံကျဲပြက်ခတ်တိုက်ခိုက်နေပြီးပြည်သူများတင်းရှောင်နေရတဲ့အကြောင်းတင်ဆက်ပေးပါမယ်မန္တလေးတိုင်းမဒီယာမျိုးနယ်ရှိကျင်းရွာတွေကိုအကြမ်းဖက်စစ်တပ်ကလေရင်လက်နက်ကြီးတွေနဲ့ပုံကျဲပြက်ခတ်တိုက်ခိုက်တာကြောင့်ပြည်သူများတင်းရှောင်နေရကြောင်း Voice of Mandalay မှာတာဝန်ရှိသူတောင်းကပြောပါရယ်မလ19ရက်နေ့မနက်09:34မိနစ်36မိနစ်နဲ့46မိနစ်ခန့်တို့မှာမဒီယာမျိုးနယ်ပိုကုန်းကျင်းရွာနီးတစ်ဝိုက်ကိုအကြမ်း ဘတ်စတက်ကဂျက်ဖိုက်တာနဲ့ပုံကျဲပြီးရော့ကတ်တွေနဲ့ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်းအဂျန်ဘတ်စတက်ရဲ့အလေးကြောင့်တိုက်ခိုက်မှုအတွင်အပြည်သူများထိခိုက်မှုရှိမရှိကိုအတည်ပြုနိုင်ခြင်းမရှိသေးကြောင်းသိရပါတယ်။ အလားတူဒီကနေ့မနက်09:26မိနစ်ခန့်ကလည်းအကျန်းဖတ်စတက်ကမဒရာမျိုးနဲ့မြကန်သားကြီးရွာနဲ့ဓီတော်မိုးတပ်ဘက်ကနေပြီး120မမလက်နက်ကြီး18လုံးနဲ့မြကန်သားရှိဘရှိကြီးရွာနီးတဝိုက်ကိုပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်းသိရပါဗျ။အကျန်းဖတ်စတက်ရဲ့လင်ကြောင်းနဲ့ပုံကျဲတိုက်ခိုက်ခြင်းလက်နက်ကြီးတွေနဲ့ရှမ်းသန့်ပစ်ခတ်တာကြောင်းပြည်သူတွေကဘေးလွတ်ရာထွက်ပြေးတိမ်းရှောင်နေရပြီးနေအိမ်များပျက်စီးမှုအခြေအနေထိခိုက်ဒဏ်ရာရရှိသူရှိမရှိကိုအတိမပြုနိုင်သေးကြောင်းသိရပါဗျ။စစ်ခွေးတွေက မနက်ပိုင်းကလေးကစပြီးလေရင်လက်နက်ကြီးတွေနဲ့ရှမ်း န်တန်ပုံကျဲပြက်ခတ်တိုက်ခိုက်နေတာပါပြည်သူတွေထိခိုက်မှုရှိမရှိကိုတော့အတိမပြုနိုင်သေးဘူးလို့ပြောပါတယ်ဆက်လက်ပြီးပြည်မျိုးကိုဝန်းရံခြင်းဆိုတဲ့အကြောင်းတင်ဆက်ပေးပါမယ်ပြည်မျိုးကိုဝန်းရံတိုက်ခိုက်မိပါကစေအုပ်စုအတွက်အရေးကြီးနောက်တန်းထောက်ပို့ဒေသတစ်ခုဆုံးရှုံးသွားမှာဖြစ်ပါတယ်အာရခတတော်ရဲ့ထုတ်စစ်ဟာပြည်မျိုးနယ်ဘေးကပရာမျိုးနယ်တွေကိုရှောက်လာပြီးဖြစ်ပါတယ်ပကြခင်မှာပြည်မျိုးနာကိုရှောက်လာတော့မှာဖြစ်ပါတယ်ပြည်မျိုးပချာလေဒေသတွေဖြစ်တဲ့ပေါခေါပေါင်းဒီနက်တလင်းအုပ်ဘိုးလက်ပရန် ။တာယာဝတီမြို့နယ်ရီမှာမူလကလေးကအမျိုးသားညီညွတ်ရေးဆိုရာဖြစ်သူကာကွယ်တမတော်နယ်ပကဖအဖွဲ့ဝင်တွေပျောက်ကြားစစ်စင်တိုက်ခိုက်နေပြီဖြစ်ပါတယ်။ဗရောင်မြို့နယ်ကဝင်ရောက်လာမယ့် AA ထိုးစစ်နဲ့ပြည်မျိုးပတ်ချလေဒေသမှာရှိရဲ NUG တပ်ဖွဲ့တွေပူးပေါင်းသွားရင်ပြည်မျိုးကဝန်းရံပိတ်ဆို့ခံရတော့မှာဖြစ်ပါတယ်။ပြည်မျိုးပတ်ချလေဒေသတွေစိုးမိုးဒေသအဖြစ်ပေါ်ထွက်လာပြီးရင်ဘကိုရိုင်းအနောက်ခြမ်းမှာပေါ်ဆောင်နေတဲ့စစ်တောင်းမြေဝံစစ်စင်ရင်းနဲ့မြေရီနဲ့တဆက်တဆက်တည်းဖြစ်လာတော့မှာဖြစ်ပါတယ်။ဒီလိုဖြစ်ပေါ်သွားရင် ရှန်ကုန်ပြည်နယ်ရှန်ကုန်ပြည်တော်လမ်းတွေကိုတော်လိုင်းအင်အားစုတွေ ကကန့်လန့်ဖြတ်စိုးမိုးပိတ်ဆို့ထားနိုင်တော့မှာဖြစ်ပါတယ်။ပြည်မျိုးမှာရန်သူဓာကစားတစ်ခုအခြေစိုက်ထားပြီးအေအေထိုးစစ်ဝင်ရောက်လာမယ်ဆိုတာကိုကြိုတင်သိရှိထားပေမဲ့လည်းစကန်တွေခန့်စစ်လိုင်းတွေခိုင်မာစွာတိစောက်နိုင်ခြင်းမရှိပါဘူး။ဒါဟာအေအေနဲ့တော်လိုင်းအင်အားစုတွေရဲ့မဟာပြူဝလိုင်းစစ်စင်တိုက်ခိုက်မှုပိုင်းအစွိုင်းထက်တာကိုပြပါရတယ်။ ပထမမြို့နယ်တွေကညောင်ကျိုးစခန်းကိုစစ်အုပ်စုဘက်ကအင်အားရာချီပို့ဆောင်ပြီးလေကြောင်းဖြစ်ကိုရီနဲ့ခုခံတိုက်ခိုက်ခဲ့ပြီးမြဲလေအေအေတပ်ဖွဲ့တွေကမလဒုတိယဘက်တွင်တင်ယူနိုင်ခဲ့ပါတယ်ရှန်သူအနီနဲ့အုတ်ချုပ်တောင်းဖက်မှုကောင်းမွန်တဲ့ပြည်ဒါကဆရှိပြီးမြဲလေရှေးလန်စခန်းတွေမကြောင်ခုခံနိုင်ခဲ့တာမျိုးမရှိပါဘူးပုဂိုးတိုင်းတွင်းမှာရှန်သူလက်နက်စက်ရုံတွေဖြစ်တဲ့ကပ္ပစစက်ရုံ9ရုံရှိပါတယ်အုတ်ရှိပင်မြို့အနီမှာကပ္ပစ9 6 9 16တို့ရှိပြီးပြည်မြို့နာမှာတော့ကပ္ပစ3 9 16တို့ရှိပါတယ်ပြည်မြို့ကိုတိုင်ပိုက်ကြည့်မရှိရင်တောင်းမယ်အဆိုပါနေမြေအတွင် ်စိုးမိုးနေမြေထူထောင်နိုင်မယ်ဆိုရင်ရှန်တူကပါစာဆက်ရုံတွေလုပ်ငန်းလက်ပတ်မှုနှောင့်နှေးသွားမှာဖြစ်ပြီးစစ်စစ်တိုက်ခိုက်နိုင်မှုတိတိတတ်တာရောကြသွားမှာဖြစ်ပါတယ်။ ပြည်မျိုးပတ်ချာလဲဒေတာဟာမကြခင်မှာစိုးမိုးနေမြေဖြစ်ထွက်ပေါ်လာတော့မှဖြစ်တယ်လို့အီယာရီတိုင်းဒေတာမှာလဲရိုမအီယာစစ်စင်ရေးကိုအမျိုးသားညီညွတ်ရေးအစိုးရကအကောင့်ထဲပေါ်လျက်ရှိပါတယ်။အဲ့ဒီလိုစစ်စင်ရေးတွေတနိုင်ငံလုံးအတိုင်းအတာဟန်ချက်ညီဖော်ဆောင်မှုအောက်မှာစစ်အာဏာရှင်တွေနဲ့စစ်အုပ်စုချိန်မုန်းခံရမှာဖြစ်ပါတယ်လို့ဖော်ပြထားပါတယ်။ဆက်လက်ပြီးစစ်ကောင်စီရဲ့တပ်သားတွေခေါ်ခံရသူများထွက်ပြေးနိုင်ရေးနီလန်ကြိုတင်လေးလာကြဖို့ PDF တရင်3500နှစ်တာဝန်ရှိသူတိုက်တွန်းတဲ့အကြောင်းတင်ဆက်ပေးပါမယ်။ စစ်ကောင်စီရဲ့အတမလူသစ်စုဆောင်းခံရသူတွေအနေနဲ့ထွက်ပြေးနိုင်ဖို့အတွက်ကြိုးစားဖို့ထွက်ပြေးရမယ့်နည်းလမ်းများလည်လာဖို့တောင်ငူခရိုင်ပြည်သူ့ကာကွယ်တပ်မတော်တရင်အမတ်3500နှစ်ရဲ့တရင်နဲ့ပြန်ကြားရေးတာဝန်ခံကတိုက်တွန်းပါတယ်။ရန်ကုန်မန္တလေးလမ်းဟောင်းနီးအုတ်တွင်းမြို့နယ်ကြောက်တိုင်ကြီးရွာမှာတပ်ဆွဲထားတဲ့စစ်ကောင်စီတပ်ကိုမလဒုတိယဘက်တွင်ကတိုက်ခိုက်ရာပါဝင်ခဲ့တဲ့ PDF တရင်အမတ်3500နှစ်ရဲ့တာဝန်ရှိသူကလက်တလောစီရေးချင်းကြီးနဲ့ပတ်သက်ပြီးရှင်းပြစဉ်အခုလိုတိုက်တွန်းခဲ့တာပါ။တိုက်ပွဲနီးဆက်တဲ့ပြည်သူတွေဆိုရင် စာကားစနဲ့တနိုင်သမျှရောနှောနေထိုင်ခြင်းမလုပ်ဖို့နဲ့လူသစ်စုခံရပြီးပါသွားပြီဆိုရင်ထွက်ပြေးနိုင်ဖို့ကြိုးစားရမယ်။တော်လိုင်းဖွဲ့ရီနဲ့ပတ်သက်တဲ့သတင်းတွေဖတ်ထားရမယ်။ဒါမှပြင်းရင်ဘယ်ကိုပြေးလို့ရမလဲဒီမှာလို့တန်ရင်အမတ်3500နဲ့ကြံစားရေးတာဝန်ခံကပြောပါတယ်။တန်ရင်3500နဲ့ပါဝင်တဲ့ပူပေါင်းတပ်ဖွဲ့ကမန္လာကိုရဲ့နေမှာကြောက်တန်ရွာရှိစစ်ကောင်စီတပ်စွဲရနေရာတိုက်ခိုက်ခဲ့ရာစစ်ကောင်စီတပ်ဖွဲ့ဝင်9ဦးသေဆုံးပြီးလက်နက်ခဲယံများများရှိခဲ့တယ်လို့ဆိုပါတယ်။နောက်ဆက်တွဲအနေနဲ့အဲ့ဒီနေမှာကြောက်တန်ကိုအင်အားပြန်ပြေးပြီးဝင်လာတဲ့ကျွန်တော်တို့ drone နဲ့ပြန်ချ ဲအနီနာနောက်တရာဝင်လာပြီးနေမိုင်းနီလာထောင်နဲ့ကျွန်တော်တို့ပြန်ရှင်းပေးလိုက်တဲ့ရှက်လုံးရတယ်လို့တရင်3500နှစ်ရဲ့သတင်းပြန်ကြားရေးတာဝန်ရှိသူကပြောပါတယ်လက်ရှိမှာကြောက်တန်ရွာမှာစစ်ကောင်စီတပ်သားများပြန်လည်တဆွဲထားကြောင်း၎င်းကပြောပါတယ် ပြန်ထိုင်နဲ့လက်နက်တက်ပြီးဂျန်လို့ထင်တယ်လို့၎င်းကပြောပါတယ်တရင်3500နှစ်က2024ဒီဇင်ဘာကလည်းအခြားသော PDF ပါကဖတရင်တပ်ဖွဲ့များစစ်ကြောင်းများနဲ့ပူးပေါင်းပြီးရေတာရှင်မျိုးနဲ့တွင်စစ်ကောင်စီတပ်စစ်ကြောင်းတွေကိုတိုက်ခိုက်ခဲ့ရာစစ်ကောင်စီတပ်အထင်နာခဲ့ပါတယ်အာနာသိန်းစစ်ကောင်စီတပ်ကရှမ်းကုန်းမန္တလေးအပါဝင်၎င်းတို့ထိန်းချုပ်ထားတဲ့မြို့ကြီးတွေမှာစစ်မှုထမ်းဖို့လူငယ်များပြားဖမ်းဆီးနေပြီးတနင်္လာအတွင်းလူငယ်တောင်းချီဖမ်းဆီးခဲ့ရမှာလက်တလုံးမှာစစ်မှုထမ်းပတ်စဉ်၁၁ရောက်ရှိနေပြီဖြစ်ပါတယ်စစ်ကောင်စီကပြည်သူစစ်မှုထမ်းပ တ်စင်ဆက်တဲ့တင်နန်းဖွင့်ပွဲတွေကိုတိုင်းစစ်ဌာနချုပ်ဒီမှာပြုလုပ်ခဲ့ကြောင်းမလ18ရက်နေ့ကကြေညာထားပါတယ်စစ်ကောင်စီကနိုင်ငံအနှံ့တိုက်ပွဲဖြစ်နေတဲ့ဒေသတွေကိုစစ်မှုရန် တပ်သားတစ်တွေစီလွတ်ပြီးရှီရန်ပုံနေပါတယ်ဒါကြောင့်တိစုံမှုတွေနဲ့စစ်တပ်မှထွက်ပြေးပြီးတော်လိုင်းဖွဲ့တွေတန်းတွားရောက်ခုံလုံးသူတွေလည်းအများအပြားရှိနေပါတယ်အမျိုးသားညီညွတ်ရေးအစိုးရကာကွယ်ဝင်ကြီးဌာနနဲ့တိုင်းရင်းသားတော်လိုင်းတပ်ဖွဲ့တွေကစစ်ကောင်စီရဲ့အတင်းအဓမ္မစစ်သားစုဆောင်ခံရတဲ့တပ်သားတစ်တွေအနေနဲ့ရတဲ့နည်းနဲ့တော်လိုင်းတပ်ဖွဲ့တွေတန်းဆက်သွယ်ပြီးအလင်းဝင်ပူပေါင်းဖို့တိုက်တွန်းနှိုးဆော်ထားပါတယ် ။ဆက်လက်ပြီးလေးမျက်နှာမျိုးနဲ့ရှိရခိုင်ရိုးမအဆက်နေရတွေကိုစစ်ကောင်စီကလင်းရင်နဲ့ဘုံတုံးလုံးကျဲတဲ့အကြောင်းတင်ဆက်ပေးပါမယ်။အေရရီတိုင်းလေးမျက်နှာမျိုးနဲ့ဝက်ကုန်းကျေးရွာအုပ်စုအနီးရှိရခိုင်ရိုးမအဆက်နေရကိုမန္တလေး၁၈ရက်နေ့ည၈နာရီခန့်ကစစ်ကောင်စီကလင်းရင်နဲ့ဘုံကျဲတိုက်ခိုက်ခဲ့ကြောင်းသိရပါတယ်။ဒါအပြင်လေးမျက်နှာမျိုးနဲ့အတွင်ရှိချင်းလေကျေးရွာနဲ့ဆက်ဆက်ရိုးကျေးရွာတို့မှာတိုက်ပွဲပြင်းထန်နေပြီးစစ်ကောင်စီအထင်အရှားနေကြောင်းစီရေးတရင်အရှင်မြတ်တွေရဲ့ပြောကြားချက်ရသိရပါတယ်။ ဝက်ကုံးချင်းရွာအုပ်စုတဲကချင်းရွာငယ်လေးဒီနားမှာပဲပုံနေကျဲတာတခြားရွာတွေတောင်ကြားရတယ်ရွာကန်နေလဲစစ်ပေးရှောင်နေတာနေတိုင်းပဲလို့ဒေသခံတအုံးကပြောပါတယ်ပြီးခဲ့တဲ့မလ18ရက်နေ့ကဝက်ကုံးချင်းရွာအုပ်စုအနီးရှိတက်တော်များအတွင်းအရခတက်တော်ရေးနဲ့ပူပေါင်းတက်အင်အားတရာခံကိုတွေ့ရှိရကြောင်းစစ်ကောင်စီထောက်ခံသူတွေကလူမှုကွန်ရက်မှာဖော်ပြပြီးရင်နောက်အခုလိုပုံစဲခံရခြင်းဖြစ်နိုင်ကြောင်းဒေသခံတွေကသုံးသပ်ပါတယ်လေးမျက်နှာမျိုးနဲ့ပသိမ်မုံရွာကလည်းရခိုင်ရိုးမတော်အဆက်မှာမလ18ရက်နေ့မှာစစ်ကောင်စီနဲ့အရခတက်တော်အေး ီပူပေါင်းတပ်များတိုက်ပွဲဖြစ်ပွားခဲ့ပြီးရဲ့နောက်အနီးရှိကျေးရွာအုပ်စု၅စုမှဒေသခံတထောင်နီးပါးစစ်ပေးရှောင်နေရတယ်လို့သိရပါဗျ။ဆက်လက်ပြီးလေးမျက်နှာမျိုးနယ်မှာတိုက်ပွဲပြင်းထန်နေပြီးတန်ရရစစ်ကောင်စီတပ်ဖွဲ့အများပြားကိုပတ်တိန်ကိုပို့ဆောင်ရလမ်းမတည်ဆုံကုန်နေကြောင်းတင်ဆက်ပေးပါမယ်။အရာဝတီတိုင်းလေးမျက်နှာမျိုးနဲ့ချင်းလေကျေးရွာနဲ့ဆက်ဆက်ယူကျေးရွာတို့မှာတိုက်ပွဲပြင်းထန်နေပြီးစစ်ကောင်စီကတိုင်ရရတပ်ဖွဲ့တွေကိုပသိမ်ကိုအရေးပေါ်ပို့ဆောင်ရာလမ်းမှာပဲတည်ဆုံကုန်တယ်လို့သိရပါဗျ။ လင်းမျက်နာမျိုးနဲ့ပသိမ်မုံရွာကားလမ်းယူမတော်နီရှိချင်းလေချင်းရွာဘက်ကိုစစ်ကောင်စီတပ်ဖွဲ့ကစစ်ကြောင်းတို့ဝင်ရောက်လာခဲ့တဲ့အတွက်ပြီးခဲ့တဲ့မလ18ရက်နေ့မှာအာရခတ်တပ်တော်အင်းနဲ့ပူပေါင်းတပ်ဖွဲ့တွေကတိုက်ပွဲဖြစ်ပွားခဲ့ကြောင်းသိရပါရယ်ပို့တုံးကတော့တန်ရာရတာတွေအရေးပေါ်အခြေအနေတွေကိုကားရီနဲ့ပသိမ်ကိုခေါ်လာတာစေယုံမရောက်ခင်လမ်းမတင်တီကုံလို့အကုန်ရှိခဲ့တိုက်တဲ့ပို့ပါရယ်တီးတွေ့တိုက်ပွဲကချင်းလေဒီရောက်နေပြီလို့စည်ရေးတဲ့တင်အရှင်မြစ်တွေကပြောပါရယ်စစ်ကောင်စီကချင်းလေချင်းရွာမှာအခြေချတပ်ဆွဲထားပြီးချင်းရွာအတွင်းရှိဒေသခံတွေကိုဖုံညီကြောင်းဝင်အတွင်းပေ Facebook ထားပြီးစစ်ဆေးနေကြောင်းဒေသခံတွေစီကသိရပါတယ်။စစ်ကောင်စီကငတိုင်းချောင်းမြို့နယ်ကွန်ကြီးမှုအတင်းဖြစ်တဲ့အာယူပါလာရှိလူနာတင်ရင်တွေကိုတရားရတပ်ဖွဲ့ဝင်များကိုခေါ်ဆောင်ဖို့အတွက်အဆင့်အင့်ပြင်ဆင်ထားဖို့ညွှန်ကြားထားကြောင်းသိရပါတယ်။တိုက်ပွဲကြောင်းလေးမျက်နှာမြို့နယ်အတွင်းရှိဝက်ကုံလဲခုံကြီးလဲခုံလေးရှားတော်စုစံကုံစတဲ့ကျေးရွာတွေမှာဒေသခံများအရေးပေါ်ပြောင်းရွှေ့နေရကြောင်းဒေသခံတွေစီကသိရပါတယ်။လက်ရှိမှာတာပေါင်းမြို့နယ်ရှိအမြောက်တပ်344အနီးနဲ့တဲဖြူကျေးရွာကမွန်ကျင်ကုန်းတို့မှာစစ်ကောင်စီနဲ့အေအေပူးပေါင်းတပ်ဖွဲ့ များတိုက်ပွဲဖြစ်ပွားနေပြီးစစ်ကောင်စီကလေကြောင်းပစ်ကူများပေးလျက်ရှိရဲလို့သတင်းမှဖော်ပြပါရှိပါရှင်။